ခုကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ဂျင်ဝေးအကောက်ပတ်စဝတ်ကိုကျွန်တော်တို့ကိုယ်တိုင်မေ့သွားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ကိုယ်တိုင်ဖောက်ထားတာမဟုတ်လို့တခြားတယောက်ကပဲဖြစ်ဖြစ်ဖုံးဆိုင်ကပဲဖြစ်ဖြစ်ဖောက်ပေးလိုက်လို့ကိုကမသိရပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့ပတ်စဝတ်ကိုကိုယ်တိုင်ပြန်ကြည့်ခြင်းနဲ့ပြန်ယူလို့ရတယ်ဒီလိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ပထမအဦးဆုံးအရင်ဆုံးစတင်တဲ့အရင်သွားမယ်နော် ဆက်တင်နေရောက်ရင်ကျွန်တော်တို့မကုတ်ခဲဆွဲကောင်းလို့တစ်ချက်နေမယ်နော်ကျွန်တော်များပြထားရနော်ပြီးကျွန်တော်တို့ကျွန်တော်တို့ရဲ့အကောက်ကိုတစ်ချက်နှိပ်မယ်နော်ဒီဘက်မှာများလေးပြထားရအောင်နော်

ကျွန်တော်ဒီ password manager ဆိုကောင်တစ်ချက်နိုင်မယ်နော်ပြီးရင်ကျွန်တော်တို့က Google account password Gmail account password ကိုတည်ကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က Google ဆိုတဲ့ account လေးကိုတစ်ချက်နိုင်မယ်နော်ပြီးရင်ကျွန်တော်တို့ကစခွင် log ခထားရင်စခွင် log ပေါ်တော့လက်ဝဲနေထားရင်လက်ဝဲလေးတစ်ချက်နိုင်ပေးလိုက်ရမှာပဲနော် ပြီးရင်ကျွန်တော်အခုဆိုရင်ဒါဒီအကောင့်ရဲ့ password ကိုကျွန်တော်တစ်ချက်ကြည့်ပြရမယ်နော်ဒါဆိုရင်တော့ကျွန်တော် Gmail အကောင့်ရဲ့ဒါ password ပဲဖြစ်ပါတယ်နော်တကယ်အားလုံးအဆင်ပြေကြပါစေနော်ဗီဒီယိုအစ်တလေးတွေအများတန်းတင်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လိုက်ရ subscribe လေးတွေလုပ်ပေးဖို့မမေ့တော့ကြပါနဲ့အောင်နော်